ျွန်တော်ဒီနေ့သချင်းတွေထဲမှာအတန်လှလာလေးထပ်ပြည့်တယ်ဗောနော် အပြီးဆိုတဲ့လူတွေလည်းအထောက်ပံ့ပြည့်အောင်လို့အပြီးရင်သချင်းလေးကလည်းပိုပြီးမြိုင်ပြီးတော့လှသွားတယ်ဗောနော်အပြီးရင်လည်းကိုယ်ကို professional ဆန်စီတယ်ဗောအဲ့ဒါလေးတွေကဘယ်ခေါ်တွေမှာလှုပ်လိရှိတယ်ဆိုတော့ကျွန်တော်ကဒီဒီမှာလှုပ်တယ် C လည်းလှုပ်တယ်ဗောနော်ပြီးရင် A minor လည်းလှုပ်တယ်နောက်တစ်ခုက A မှာလည်းလှုပ်တယ်အဲ့ဒါလေးကိုကျွန်တော် sharing လုပ်ပေးချင်တာပေါ့နော်အခု beginner တွေသိမ့်မသိသေးဘူးပေါ့ ဲ့တော့ဒီမှာဆိုကျွန်တော်ဒီကင်လိုက်တယ်ဒီဒီเนาะဒါဒီပဲဒီဆိုရင်အဲ့ဒီမှာကြည့်တချို့ရဲ့၃အကွက်ကိုလက်တန်းလေးနဲ့လာလာပြီးတော့ထောက်လိုက်တယ်အဲ့ဒါလေးပါနော်ပြီးလာဖိလိုက်မယ်ဆိုရင်ပင့်နေတဲ့အချိန်မှာဖိလိုက်တာပါ ပြန်လွတ်လိုက်အတန်လေးကတမူထူးကြတော့တယ်ဗောနော်နားထောင်တဲ့လူတွေလည်းဟာဒီတန်လေးကဘာလေးလဲဗောနော်မသိရင်စိုးလို့အလုံးလေးလိုက်ဖြစ်လိုက်တယ်လို့ပြောတဲ့မျိုးလေးဗောနော်အဲ့ဒါကိုပါကိုကစိတ်ကြိုက်ထက်ကစားလို့ရသေးတယ်အဲ့ဒါဘယ်လိုကစားမလဲဆိုတော့ဒီမှာကင်ထားတဲ့ကျွန်တော်တို့တချို့ရဲ့နှစ်ကွက်ကိုကျွန်တော်တို့လက်ကလေးလေးနဲ့ပြီးထမ်းပါလားအဲ့လက်ကလေးလေးလက်တန်းကိုကြွလိုက်ပြီးလိုက်ကြွလိုက်ပြီးလိုက်ဆော့လို့ရအဲ့ရလွတ်ထားပြီးတော့တီးကြည့်မယ် ဒီလက်ကလေးကိုလွှတ်ထားပြီးတော့ကျွန်တော်ဒီခိုင်ထိုင်းနေပဲဒီကြည့်ပြီးရင်လက်ကလေးလေးလာပြီးကြည့်ပြင်တဲ့ချိန်မှာပြီးရင်လက်တန်းလေးလာပြီးအလေးပူလာတယ်လေဒီနော်စီမာကြတော့လေစီနဲ့အမိုင်နာလေးအတူတူပဲ အဲ့တော့ C U မှာခြင်ထားပြီးရင်တော့ကျွန်တော်တို့ကစားခြင်းအဲ့လိုပဲလက်တန်းလေးနဲ့ပဲကစားမယ်လက်တန်းလေးကဘယ်မှာကစားမလဲဆိုတော့နှစ်ကျိုးရဲ့၃ကွက်ကိုလာလာပြီးမှာမှန်လားအဲ့ဒီတန်းလေးပေါ့နော်မျိုးလေးပေါ့နော်အဲ့တော့လက်တန်းလေးနဲ့လာလာဆော့ပေးခြင်းအပြင်နောက်တော့လို့ပို့ကောင်းပါတယ်ပေါ့နော်အဲ A minor လက်တူတူပဲ ဒီမှာလည်းကင်ထားရင်လည်းလက်တန်းလေးကိုလာလာပြေးတယ်အခုကြတော့ A ပေါ့နော် A ကြတော့ကျွန်တော်တို့လက်ညှိုးတစ်ချောင်းနဲ့ဖိမယ်ဒီလိုမဖိနဲ့ဒီလိုဖိရင်တော့ကစားလို့မရတော့အဲ့တော့ဒီလိုဖိပြီးတော့ပြီးတော့လက်ကလေးလေးနဲ့နှစ်ကျိုးရဲ့၃ခုကိုပဲကျွန်တော်တို့လက်ဖိမှာပါ